အခုလိုအချိန်မှာမြေခွိုက်ဝယ်ရမလားကွန်ဒိုဝယ်ရမလားလက်စတီကွန်ဒိုမီနီယံဝယ်ရမလားစဉ်းစားရခက်နေရင်ဒီဗီဒီယိုကိုမဖြစ်မနေကြည့်ပါမြေခွက်ဈေးတွေကအဆက်မတန်မြင့်တက်နေတယ်ဆိုတာကိုမိတ်ဆွေတို့အသိပါပဲမြေဝယ်ပြီးနေမယ်ဆိုရင်ဆောက်လုပ်တဲ့ကွန်ကြားဈေးတွေပြုပြင်ထိန်းသိမ်းဈေးတွေဒီဂရီရှင်းဈေးတွေလုံခြုံရေးအတွက်စီမံရတဲ့ဈေးတွေကအင်မတန်များတယ်ဆိုတာကိုမေ့ထားလို့မရပါဘူးဒါကြောင့် မီနီကွန်ဒိုလက်ဇရီကွန်ဒိုကိုဒီနောက်ပိုင်းရွေးချယ်သူတွေများလာတာကိုတွေ့ရပါတယ်အဓိကအဖြစ်တော့လက်ဇရီကွန်ဒိုမီနီယံတွေကိုပုံမိုးရွေးချယ်လာကြပါတယ်မီနီကွန်ဒိုနဲ့လက်ဇီကွန်ဒိုရဲ့အတကျဲအားနည်းချက်လေးကိုကျွန်တော်ပြပြပေးမယ်။မီနီကွန်ဒိုကတော့6ထပ်သုံးဟုတ်8ထပ်ဆောက်ပြီးဓာတ်လေကပါရုံသာရှိပါတယ်။မီပြက်ခဲ့ရင်24ဟာဝါမီမရပါဘူး။လက်ဇီကွန်ဒိုကတော့မီပြက်ခဲ့ရင်24ဟာဝါမီရတဲ့အပြင်ရေကူးကန်၊ဂျင်း ပန်းညံကားပါကင်နဲ့လုံယုံကြီးစနစ်ကောင်းကောင်းမွန်မွန်ရှိတဲ့အတွက်ကြောင့်လက်စရီကွန်တိုကိုရွေးချယ်ပါလို့ကျွန်တော်ဒီဗီဒီယိုကနေတိုက်တွန်းပြရစီကျွန်တော်ကလည်းကျွန်တော်မိတ်ဆွေတွေကညီကွက်ဝယ်ရင်ဘလို့နေရာမျိုးတွေမှာဝယ်တင်တယ်လို့မိထားလို့ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဖြေချပြပါမယ်ခင်ဗျာကျွန်တော်ကတော့ Union House မြန်မာအခမဲ့အိမ်ချမ်းရဲ့ website ကိုနေတိုက်တာစီစဉ်ဖြစ်ပါတယ်